ကားစီးတိုင်းကားမှုပြီးဒုက္ခရောက်တတ်တဲ့သူတွေရှိလားဒါဆိုရင်တော့ဒီ post ကအကျိုးရှိမယ်ဆိုတာသိကြပါတယ်ဒီနေ့မှာတော့ကားမှုခြင်းနဲ့ပတ်သက်ပြီးတော့ပြောပြပြသွားပါမယ်ကျမကတော့မပွင့်ဖြစ်ဝင်မှဆေးဝါးပညာရှင် pharmacy တက်ဦးဖြစ်ပါတယ်ရှင်ကားမှုရယ်ဆိုတာကကျမတို့ရဲ့ eye inner ear body ကနေပြီးတော့ brain ကိုပိုင်းနဲ့တရင်အချက်လက်တွေဒွိဟဖြစ်စေတဲ့အချက်တွေကိုသွားပို့လိုက်လို့ motion sickness လို့ခေါ်တဲ့ကားမှုတာကိုခံစားရတာပဲဖြစ်ပါတယ်။ကားစီးတာ၊ဖြေးစီးတာ၊လေရင်စီးတာမှမဟုတ်ဘူး။တချို့ဆိုလို့ရှိရင်ဂိမ်းစောလို့ရှိရင်လည်းမူတာမျိုးတွေရှိပါတယ်။ကားမှုတက်တဲ့သူကို မူးတာကိုမမူးပါနဲ့လို့တော့ပြောလို့မရဘူးပေါ့နော်။ဒါပေမဲ့တက်တာအောင်ကြွတင်ပြင်စင်တာမျိုးလုပ်လို့ရပါတယ်။ကားစီးလို့ရှိရင်ရှေ့တက်တဲ့ပဲကြည်ပေးတာ၊လေရတဲ့နေရာမှာထိုင်တာ၊ဂျင်းလက်ဖက်ရည်မျိုးလေးတောက်ပေးတာ၊ချွချင်းစားပေးတာမျိုးလုပ်ပေးမယ်ဆိုလို့ရှိရင်ကားမူးတာကိုရောချစေနိုင်ပါတယ်။ဒါအပြင်ဘလူးဆေးမျိုးတွေစောင့်သင့်လေ။ဘလူးဆေးတွေစောင့်သင့်လေဆိုရင်တော့ အန်တီဟစ်စတမင်းဆေးတွေဖြစ်တဲ့ diamond hydrate ကိုတောက်လို့ရပါတယ်။ဈေးကွက်ထဲမှာတစ်စိမ့်တည်းအဆုံရှိပါတယ်။ diamond hydrate ဆိုတာက first generation antihistamine H1 receptor antagonist ဖြစ်ပါတယ်။ H1 receptor ကိုပိတ်ပေးတာ inner ear ကနေပြီးတော့ brain ရဲ့ vomiting center ကိုသွားတဲ့ signal transmission ကို short ချပေးတာ။ဒါကြောင့်မလို့မူတာ အန်နာမအီမတာဖြစ်တာကိုသက်သာစေတဲ့ဆေးပဲဖြစ်ပါတယ်။သူ့ကိုကာမစီကင်နိုင်ဝက်တနိုင်ကြိုပြီးတော့တောက်ပေးလို့ရတယ်။လူကြီးဆိုလို့ရှိရင်၄နိုင်ချပြီးတော့ထပ်တောက်လို့ရတယ်။ကလေးတွဲဆိုလို့ရှိရင်လည်း Diamond Hydranate ကိုစီးရီပုံစံအနေနဲ့လာတာမျိုးတွေရှိပါတယ်။အဲ့ဒါမျိုးလေးတွေတိုက်ပေးလို့ရပါတယ်။ Diamond Hydranate ဆေးကိုလူတိုင်းလူတိုင်းတောက်လို့ရတယ်ဆိုပေမဲ့ တတိထားတဲ့လူတွေကဘယ်သူတွေလဲဆိုလို့ရှိရင်တော့အက်စမာယောဂရှိတဲ့သူ hyperthyroidism ယောဂ သွေးတိုးယောဂနှလုံးယောဂမျက်လုံးဖိအားများတဲ့ယောဂရှိတဲ့သူတွေဆိုလို့ရှိရင်တော့တတိထားသင့်တဲ့အတွက်ဆရာဝန်နဲ့တိုင်ပင်ပြီးမှအသုံးပြုသင့်ပါတယ်။ကဲဒါဆိုရင် Diamond Hydrate ဆေးကိုဘလို့ဝယ်ရမလဲဘလို့နာမည်နဲ့လာတယ်လေဆိုတာကိုသိချင်ကြရဟုတ်တယ်ဟုတ်ဘလို့နာမည်တွေနဲ့လာတယ်လေဆိုတာကိုဒီ post ရဲ့ comment မှာဖြေပေးသွားပါမယ်။ကဲဒါလို့ဆိုရင်တော့ ကားမှုချင်းနဲ့ပတ်သက်ပြီးတော့တည်သားကြလိမ့်မယ်လို့ယုံကြည်ပါတယ်။ကိုပတ်ဝန်းကျင်ကသူတွေကိုပြန်လည်ဝင်များဖို့ရအတွက်ဒီ post လေးကို share ပေးဖို့ရတောင်းဆိုချင်ပါတယ်။အားလုံးပဲကျမ်းမာရှင်လန်းတဲ့နေ့ရက်လေးတွေပိုင်ဆိုင်နေကြပါစေရှင်။